ဒါကြောင့်မအိုးပါတော့တောင်းစုစော်လည်းတောင်းတမ်းမရဘူးရှာရအနတ္တခန္ဓာကိုမနာပါလို့တောင်းစုစော်လည်းတောင်းတမ်းမရနာမ်ရအနတ္တခန္ဓာကိုမသိပါလို့တောင်းစုစော်လည်းတောင်းတမ်းမရသိရှာရအနတ္တခန္ဓာကိုအသေးကမြန်လို့နေရတဲ့အချိန်ကလေးကဘာမှမကြလို့ အဲ့ဒီပုံမှုနာမှုသိမှုတွေကိုမအုံမနာ မသိပါနဲ့လို့တောင်းတော်လို့ရာရွတ်စီမံမလုံးစိမ့်မပြည့်စီပါနဲ့မအုံမနာမသိပါနဲ့လို့တောင်းဆိုလို့ရာရွတ်စီနဝေသတိဟိုလုံးငါလည်းမရှိခဲ့ပါလေအခုလည်းပဲမရှိ နောင်လည်းပဲတော့မရှိမှမဟုတ်ပါဘူးလို့ဣတိဤသောဘဂဝါဘယံမြတ်စွာဘုရား ဓမ္မမံဝေကံနဲ့စတဲ့အဆုံးအမမြတ်ဓမ္မတွေကိုရေသတိကောင်းစွာမဲ့သွေဟောကြတော်မူလိုက်ပါပေသတိဒီတော့နေရတဲ့ခိုက်ကြိုတောင်းတဲ့ကာလကလေးမှာငါတို့ဘယ်လိုနည်းနဲ့ဒီချိန်ကလေးတွေအကျိုးရှိကြီးသုံးဆုံးရမလဲ ဒီချက်လာပြီနော်အဲ့ဒီမိမိတို့အမှန်တရားမဲ့အသေးရဲ့ရှာတန်းကျော်နင်းလာလို့ဆုံးမရတဲ့ဒုက္ခတွေသတိပညာနှစ်ပါးနဲ့မြင်အောင်ကြည့်သိအောင်လုပ်ပြီးတော့တဲ့နေရတဲ့အချိန်ပိုင်းကလေးမှာဘုန်းကြီးတို့ပြရတဲ့ဟိတိကုသိုလ်များများရအောင်လုပ်ရမယ်။ဘာများများရအောင်လုပ်ရမလဲ။ ်နေ့ကိုယ်တော်ကောင်းကြီးတွေပြန်ပြန်ပြေးအောင်အားထုတ်ရမယ်တဲ့။ဗာပြေးအောင်အားထုတ်။ဘုန်းကြီးတို့ငယ်ငယ်တုန်းကအဖွားတို့ဘိုးတို့နော်ညာဟူရသောဖရာဟုဒေတကြပရိဒီစိတ်ကြပရိဒီယုတ်ချကုသိုလ်ကမှုပြုပြီးတော့အမြဲတမ်းပြုဝေပြီးအဘွားများဘာစုတောင်းမှ ရှိလျာဘဝဝဲတဲ့မသူတော်နဲ့လွဲဖယ်၍သူတော်ကောင်းနဲ့ပေါင်းဖွဲ့ရတဲ့ဘဝကိုဖြစ်ပေရစေလို့ဒီစုတောင်းလေးတွေပါသကူဗျာဘုန်းကြီးတို့တက္ကသကမတွေနေရတဲ့အချိန်ကလေးမှာသူတော်ကောင်းဖြစ်သွားဖို့ရည်ရှိတယ်နော်ဒီတော့သူတော်ကောင်းဖြစ်ပေရစေလို့စုတောင်းလို့ရရိုးတော့အလုံးမဟုတ်ဘူး သူတော်ကောင်းကြည့်အောင်ကိုကျင့်သုံးပါကိုရပါဒီတော့သူတော်ကောင်းကြည့်အောင်တပည့်တော်တို့ဘာလုပ်ကြရမှာလဲလို့ဆိုတော့ကတိညူပရိသတ်ယေစုယေစုသိရမယ်တဲ့သူတော်ကောင်းဖြစ်ဖို့လက္ခဏာတွေနော်ကတ္တဝေတိသူယေစုကိုစွန့်နိုင်သမျှဖိဆက်ရမယ် ဒါချင်းယူသူကျေးဇူးကိုသိရမယ်ကတဝေဒီသူကျေးဇူးကိုစွန့်နိုင်သမျှဘာလို့วะသိဆိုင်ရမယ်တဲ့ယေရှုပြီးဖို့ဆိုတာပါရိသတ်လက်ရှိဘုန်းကြီးတို့ဒီဘဝမှာလူလောကထဲရောက်လာခဲ့ပထမဆုံးကျေးဇူးရှိခဲ့တဲ့သူဟာဘယ်သူလဲလို့ကြည့်လိုက်တော့အမေပဲ ။ဒါနဲ့လို့အမေကယေရှုရှိတယ်လဲဆိုတော့ကို့မွေးဖွားတဲ့နှုန်းကအမေဟာသေလူညောပါအသက်ပြည့်ပြီးတော့မွေးခဲ့တာပေါ့လား။မိခင်တိုင်းသားလေသဘောပေါက်တယ်နော်။မိခင်တိုင်းမိခင်တိုင်းဟာသားတယောက်သမီးတယောက်မွေးဖွားရတယ်ဆိုတာဘာပေးရ။အဲ့ဒါတော့ဘွားမြန်းကဘယ်နဲ့အမေမြန်းကဘယ်နဲ့တင်စားလဲဆိုတော့တန်းကမူဖွားရမယ်မိခင်တယောက်ပြီးတဲ့မူဖွားကနှီးလာပြီဆိုရင်တနေ့ ဒီထိတ်လန့်ကြောင်းဝစိတ်ကြီးဖြစ်ပြီးတော့မျက်စောင်းပွင့်တစ်ခါထိုးတယ်ဘယ်ကိုထိုးလဲအမေတွေပြီးတယ်ဖေတွေမသိဘူးနော်ဒီကိစ္စဒီနေ့သုံးပါသိညာကိုမျက်စောင်းထိုးတယ်လို့တလောက်ပြအောင်သင်စားခဲ့ဒီတော့ကိုယ်ကိုအသက်ပေးပြီးတော့ချစ်ခဲ့တာဘယ်သူလဲလို့မေးရင်မဟေနောလူငယ်တွေ ကိုကိုအသင်ဖိပြီးတော့ချိခဲ့တာအမေအသင်ဖိပြီးတော့မွေးခဲ့တာဘယ်သူပါလဲအေးအဲ့ဒီလိုအသင်ဖိပြီးတော့ချိခဲ့တဲ့အသင်ဖိပြီးတော့မွေးခဲ့တဲ့မိခင်ကျေးဇူးတည်လက်ရှိဒီဘဝမှာနံပါတ်1ပဲတဲ့လက်ရှိဒီဘဝမှာနံပါတ်1ကျေးဇူးကြီးမားဆုံးပုဂ္ဂိုလ်ဒီဘယ်သူပါလဲ အဲ့ဒီအမေကိုပြီး၍ရနိုင်တဲ့မေတ္တာအမေကိုရှိမှရမယ်။ဤတွေတော်ရှိတော်လေးမပေးနိုင်။အမေမေတ္တာဘယ်သူမှပေးနိုင်မှာပါလဲ။အမေကိုပြီး၍ရနိုင်တဲ့ကုသိုလ်တဲ့ပရိသတ်ကြီးဘယ်သူရှိမှတော်ကြီးတော်လေးရှိလို့မွေးစားအမေရှိလို့ ဘုရားရဲ့ကြောင့်ကောင်းရဟန်းကံရှင်ပြုရာသွတ်ထောင်စွန်တောင်းစွန်သိမ့်စွန်ကုသိုလ်အချိန်မီမီလုံးလို့ရချာသမေကောမီ၍ရနိုင်တဲ့ကုသိုလ်ရတော့ဘသူရှိမှရမယ်အဲ့ဒါလေးတွေအလေးအနက်သိစမ်းပါဘုရားရဲ့ကြောင့်ဆောက်ဖို့ရကအဓိကမဟုတ်ဘူးပရိသတ်ရေအမိမေတ္တာနားလည်ဖို့နဲ့အမိမိကုသိုလ်ရဖို့ကအဓိကနော် အခုတော့ဘုန်းကြီးတို့လူငယ်တွေမွေးနေမွေးနေဆိုမလုပ်ဘူးလားအလင်းငါးဆောင်ပုံခံပြီးတော့လုပ်ကြတကားတကားဘုန်းကြီးတို့စီးရောက်လာကြတယ်ရှင်မယားတပည့်တော်မွေးနေကောင်းမှုကုသိုလ်လုပ်ခြင်းလို့ပါဘုရားဘလောက်ကုန်ခံလုံးမှလဲ၃၄တောင်းကုန်ပါဘုရားတန်ဃာကြီးလူရှင်နဲ့ဘုရားအေးကောင်းလေဒီတော့မွေးနေ့ကုသိုလ်ကောင်းမှုလုပ်တာတော့မှန်ပါရဲ့ မောင်ရင်ကိုအသက်ပေးမွေးလိုက်တဲ့အမေကတော့ပြီပြီလားလို့မွေးလိုက်တော့မကတော့ဝသေးတာများတာဒါတော့ဘုန်းကြီးကပြောတယ်ဟာမင်းတို့ကမဟုတ်သေးဘူးမွေးတဲ့နေ့မှာအသက်ပေးမွေးလိုက်တဲ့အမေတော့မကတော့ပဲနဲ့ဘယ်နဲ့မမွေးတဲ့တို့ဘုန်းကြီးတွေလာကြတော့နေတာတို့နေကြစဉ်းစားရင်တော့လူငယ်တွေကမွေးတဲ့နေ့မှာပရိသတ်ကြီးကိုယ့်ကိုအသက်ပေးတာဘယ်သူ အဲ့ဒီအမေကိုအဓိကထားပြင်မှထားပြီးတော့အရင်ဆုံးကတော့ပါဒါကြောင့်မေးအမေပြန်ကတော့ဒီဟိုးအဲ့ဒီသုံးလေးတောင်းကို30ကျန်30မှသံဃာလားစုရောမကြံလဲနေတော့လို့ဘုန်းကြီးကတော့ဒီလိုပြောอ่ะအဲ့ဒီကျန်တဲ့သူတို့ကျန်ကျန်သူကပါလာသေးတယ်ဗျာကတော့တော့ကတော့ကျန်တဲ့ဘုန်းကြီးရဲ့တဲ့အမေနဲ့ဒီပြည်တော်နဲ့မခေါ်တာရှာပြီးကိုင်ကောင်းသေးလား လူခုံတွေလည်းရှိသေးတယ်နော်။ဒါကြောင့်ဘုန်းကြီးတို့လူငယ်တွေဟဲ့တော့အမေမေတ္တာကိုနားလည်ပါအမေတန်ဖို့ကိုအမေမေတ္တာဘယ်သူရှိမှရမယ်။အမေကောမီဝေရနိုင်တဲ့ကုသိုလ်ဟာလည်းဘယ်သူရှိမှရမယ်။ကျန်တဲ့ကုသိုလ်ချိန်မရွေးယူလို့ရနော်။ အမေကမသိတတ်တဲ့အမေလားသိတတ်တဲ့အမေလားမလေးပြေမြန်သွားရင်အမေမိကုသိုလ်လိုခြင်းတော့ဟောဖြစ်တော်လည်းပဲရနိုင်သေးလားဒါကြောင့်အမေမိကုသိုလ်တွေကိုအမေရှိစဉ်မှရအောင်ယူအဲ့ဒါကုသိုလ်အလုပ်ပဲမဟုတ်လားသူတော်ကောင်းဖြစ်ဖို့ညီတန်းပြိုနေတာပဲမဟုတ်လား အမေမမချစ်တတ်တဲ့သူတယောက်ဒီပရိသတ်ရဲ့တိုင်းကြီးကိုချစ်တတ်ပါမလားလူမျိုးဘာသာသာသနာကိုအမေစကားမှာနားမထောင်တဲ့ဆရာစကားလဲအုတ်ချုပ်သူစကားလဲဘယ်သူစကားမှာနားမထောင်တော့အမေမဆန့်ကျင်ဝန်နဲ့သူဟာပရိသတ်ရဲ့ကျန်တဲ့အရာအလုံးဆန့်ကျင်ဖို့သူသည်ဘုံမလေးတော့ဘူးတဲ့ဟုတ်လား ဒါကြောင့်ဘုန်းကြီးတို့တိုက်ပြီးပါအမင်းကိုဆန့်ကျင်ပဲပြုတ်တတ်တဲ့လူငယ်တွေအုပ်စုများလာရင်တိုက်ပြီးမကြမကြသုဘိသာမှတ်ပါအမင်းစကားမှနားမထောင်တတ်တဲ့သူဆရာစကားလည်းနားမထောင်လူကြီးသူမှစကားလည်းနားမထောင်အုပ်ချုပ်ရဲ့စကားလည်းဖယားစကားဆိုတာဝေးရောမဟုတ်ဘူးလား ။ဒါကြောင့်ဘုန်းကြီးတို့ငယ်ငယ်တုန်းကဘိုးတို့ဘွားတို့လူငယ်ကလေးတွေကိုပါဆုံးမလားအဘွားတို့ဆုံးမခဲ့တဲ့ရင်ကလေးကတက်ချီကိုနော်ဒါကြောင့်ခဏိဘုန်းကြီးတို့လူငယ်တွေဘယ်လောက်ပဲအမောပန်းကြီးပင်ပန်းပြီးတော့နေပါစေအိယာဝယ်အိတ်တော်မယ်လို့ဆိုရင်အလွယ်တကူကောင်းဖို့မအိတ်လိုက်နဲ့နော် အနည်းဆုံးပရိသတ်ရဲ့အမေကိုဥသုံးချင်ချပြီးမှအိတ်ပါတဲ့အမေရဲ့မျက်နှာကိုမြင်အောင်ကြည့်အမေခုံကျစုတွေကိုစဉ်းစားပြီးတော့လက်အုပ်ချီမိုးယူအမေကိုဥသုံးချင်ဥချပြီးတော့မှမလုပ်ရမယ်အနည်းဆုံးတော့ရှိကတော့အနန္တောအနန္တ၅ပါးဒီလိုမဟုတ်လားကိုလူတွေကသိသိချတာမဟုတ်တခါလေကျွန်းဆိုင်အောင်မူရင်မူလာတယ် အဲ့ဒီလိုမူလာရင်လည်းပဲပါတယ်လေအမိကိုယ်တော်ဥသုံးကြီးရှင်းခုံးပြီးအောင်ရှင်းခုံးပြီးမှအိရမယ်တဲ့ကိုဟာတလိ္ဆာမဟုတ်ဘူးကိုကပါလေလူဟဲ့နော်လူဆိုရင်လူလိုချင်းမှာပေါ့ကိုတလိ္ဆာဖြစ်နေတဲ့ဖွေဒီဝတ်ဒီနွားဒီအမေမေမန်းသိအမေကျေစုကိုရော အမေရှိခေါ်ပြီးအိတ်ရဲဆိုတဲ့သတ္တဝါတွေ့ဘူးလားဖွေမြအိတ်ရဲဆောက်ပါများခုလိုမိုးကာများဆိုရင်နွေးမယ်နေရပြာခုန်နှမ်းတော့လင်းကပတ်လောက်ဖောက်ပြီးတော့မှအိတ်လိုက်သေးအမေရှိခိုးတယ်လို့ရှိရလားဒီတော့ဘုန်းကြီးတို့အဖွာလင်္ကာလေးကတည့်ထိကိုပြနော်အေးညီငယ်ကြီးမငယ်သူတို့မတွေအတွက်ပြေးလျာအောင်ဆိုလိုက်စမ်းပါအမေရှိခိုးမအိတ်ရဲသူ ဖွေးချင်းနဲ့တူဖွေးလို့လူမဖြစ်ခြင်းကအမေရှိခိုးချာအမေရှိခိုးမအိတ်တဲ့သူဖွေးချင်းနဲ့တူဖွေးလို့လူမဖြစ်ခြင်းကအမေရှိခိုးချာ ဆိုလိုက်ဆုံးကအမေရှိဖို့မိတ်တသူခွေးရှင်နဲ့သူခွေးတော်လူမပြည့်ရှင်ကအမေရှိဖို့ကြအမေရှိဖို့မိတ်တသူခွေးရှင်နဲ့သူခွေးတော်လူမပြည့်ရှင်ကအမေရှိဖို့ကြ အမေရှိဖို့မိတ်တသူဝေရှင်နဲ့သူဝေတော်လူမပြေရှင်ကအမေရှိဖို့ကြာကိုလူတွေရှိဖို့အဲ့ရလာမေးရင်ဘယ်နဲ့ပြောမယ်ဟုံမှပြောတော့ဘုံဘယ်နဲ့ပြောရှာတိတိထွက်သွားမယ်ဒီတော့ရှစ်ခိုးအိတ်တဲ့နေရှိတယ်လို့ရှင်မခိုးတဲ့နေလဲ จิตขอได้ในโกบาผิดในหลูผิดแท้ในชิมขอได้ในโกบาผิดในဒီတော့ကိုလူဖြစ်တဲ့ရဲ့များသလားကိုဖြစ်တဲ့ရဲ့များသလားကိုကကိုယ်သာစဉ်းစားရအလွန်ချီးအလင်္ကာပရိသတ်အမေကြီးကိုမရတဲ့သူခွေးရဲ့ရှင်နဲ့သူခွေးအမေမရှင်မဖို့ပဲကိုကခွေးမဟုတ်ဘူးတဲ့ဘာလဲ ဒီလူမှန်ရဲ့လူလို့ရှိမှလူလို့သိမှလူနဲ့တူအောင်နေမှလူဖြစ်မယ်နော်ဒါကြောင့်ရရိယဝိယမေဥဆုံးချင်းချာချစ်ခိုးပြီးတော့မှမလောက်ရ။ဒီရလေတဲ့အနည်းဆုံးနော်။မိမိကိုအသက်ပေးပြီးတော့မွေးကြတာအမေဘဝပေးပြီးတော့စောင့်ရှောက်ကြတာကအဖေဒီလိုမဟုတ်လား။ အဖေမိရနိုင်တဲ့ကုသိုလ်အဖေကိုရှိမှအဖေမေတ္တာအဖေရှိမှရမေပဲရှိသေးတဲ့လူတွေကံကောင်းရတယ်နော်တန်ဆိုးတဲ့လူတွေမဖြစ်ပါစေနဲ့အမေဖေးရန်သူကြီးတွေလို့မမြင်ပါနဲ့လူကျင်နာမရလို့ပြကောင်းလားဘာဖြစ်လို့မွေးထားသလားလို့လည်းမလုပ်လိုက်ပါနဲ့နော်ငါရဲ့အသက်သခင်ဒီအမေဘဝပြီးဆုံးဖ အဲ့ဒါဒီအဖေအဲ့ဒီအမေဖေတို့အဆောင်ရှောက်ဆောင်လို့ငါလူလာမြောက်ချမ်းသာထုတ်တဲ့ရောက်ဖေးရအဲ့ဒီကျေးဇူးတွေကိုပရိသတ်ရေပါလို့ဝသိရမယ်ပြီးပြီးအားလျော်စွာအင်အားခွန်အားစွမ်းအားတွေရှိလာရင်စွမ်းနိုင်ကြမြာပါလို့ဝသိထားရမယ်တဲ့သူကျေးဇူးကိုလည်းသိပဲသူကျေးဇူးကိုလည်းစွမ်းနိုင်ကြမြာပေးဆန်းနိုင်လေဆိုရင် အဲ့ဒီပုဂ္ဂိုလ်ဒီပါရိသတ်ရဲ့သူတော်ကောင်းလက္ခဏာကိမ့်ပြီးဘာကိမ့်ပါလဲ